မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့မေလ10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်။ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ KNB နဲ့ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာ9နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တိုက်ရင်ရဲ့ တန်လက်စခန်းကို KNL ပူပေါက်တပ်များကအပြင်းထန်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီနေ့မနက်အစောပိုင်းကစတင်ပြီးတော့ထိုင်းမြန်မာနယ်စပ် KNU တပ်မဟာခွနဲ့နယ်မြေအတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့ခမရ24တိုက်ရင်တန်လက်စခန်းကို KNL ပူပေါက်တပ်များက drone နဲ့ပုံကျဲခြင်း87မမလက်နက်ကြီးများနဲ့ပစ်ခတ်ခြင်းများအပါအဝင်အပြင်းထန်ထိုးစစ်ဆင်နေတယ်လို့သိရပါတယ်။စစ်တပ်ကလည်းသူတို့စခန်းမကြဆုံးရဲအတွက်တိုက်လေရင်နဲ့ဘုံကျဲခုခံတိုက်ခိုက်နေတယ်လို့ပြောပါတယ်။မနေ့ကစစ်ကောင်စီရဲ့ တခေါ်ပြီးခွီးစစ်စခန်းကိုတိမ့်ပိုက်ပြီးတဲ့နောက်ဒီကနေ့မှစစ်တပ်ရဲ့တန်လဲစခန်းကိုထိုးစစ်ဆင်နေခြင်းဖြစ်တယ်လို့သိရပါဗျ။မနေ့ကစစ်တပ်ရဲ့တခေါ်ပြီးခွီးစစ်စခန်းကိုတိမ့်လိုက်တယ်။ဒီကနေ့မနေ့မှာတော့မနေ့ကတိမ့်တဲ့စခန်းရဲ့အရှိတ်ဘက်နော်တရာတောင်ကျောမှာရှိတဲ့တန်လဲစခန်းကိုထပ်ပြီးတော့ဆက်တိုက်ပါတယ်။ စစ်ကောင်စီတပ်ကတိုက်လေရင်စစ်ကူခေါ်ပြီးတော့ဘုံတွေလာချဲနေတယ်။ကိုရီဘက်ကတော့ drone နဲ့ချလိုက်လက်နက်ကြီးအလုံးကြီးတွေနဲ့ပစ်ထည့်နေတယ်လို့ရှေ့တန်းက KNLA သတင်းရင်းမြစ်ကပြောပြထားပါဗျ။ KNLA ပူးပေါင်းတပ်များကထိုးစစ်ဆင်နေတဲ့အဲ့ဒီစခန်းဟာထိုင်းနိုင်ငံထဆောင်ရန်မြို့နယ်အပိုင်းမဲလာကြီးရွာဘက်နဲ့နှီးကပ်နေတယ်။ထိုင်းစစ်တပ်ကနယ်စပ်တောင်ရင်းမြစ်ကိုကူးတဲ့ဂိတ်များကိုပိတ်ထားပြီးတော့စောင့်ကြည့်ပြီးတော့ကျင်းလည်နေတယ်လို့သိရပါဗျ။ ထိုင်းစစ်တပ်ကလည်းနှစ်နာရီကြာတခါတင်ကားရင်တန်းတွေနဲ့အသွားပြန်ကင်းပတ်နေပါတယ်မဲလာလမ်းတစ်လျှောက်မှာလည်းဂိတ်တွေကိုချပြီးတော့ဆင့်နေတယ်တောင်ရင်းမြေကမ်းကိုကူးတဲ့ဂိတ်တွေအကုန်လုံးကိုပိတ်ချထားပါတယ်ထိုင်းနရဆောင်ဘျူဟာမူကိုတိုင်မြန်မာစစ်တပ်ရဲ့တိုက်ပွဲကိုစောင့်ကြည့်နေပါတယ်လက်နက်ကြီးလေရင်အစုံနဲ့တိုက်နေတာဆိုတော့ထိုင်းဘက်ကိုကြည်ကြမှာနဲ့စစ်ကောင်စီတပ်သားတွေပြေးလာမှာကိုစောင့်ကြည့်နေပုံပဲလို့ထိုင်းမြန်မာနယ်စပ် CIA သတင်းရင်းမြစ်ကရှင်းပြထားပါတယ် KNU ကထိုင်းမြန်မာနယ်စပ်ခေအန်ယူတက်မှာခုနှစ်နယ်မြေပိုင်းအတွင်းမှာရှိတယ် စစ်ကောင်စီရဲ့စခန်းများအလုံးကိုဆက်လက်ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက်မြောက်ရီမြို့နယ်အတွင်းမှာရှိတဲ့စစ်ကောင်စီရဲ့မော်ဖိုးကေစခန်းကြော်ကေထစခန်းနော်ဒရာစခန်းဝမ်ခါတစ်စခန်းများမှာလည်းတိုက်ပွဲတွေကူးစက်လာနိုင်ကြောင်းသတင်းရရှိပါရယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကချင်ပြည်နယ်ဗမော်မြို့သိန်းတိုက်ပွဲမှာဒီအပိုင်းအတွင်း စစ်ကောင်စီကလေကြောင်းကနေလာချပေးတဲ့လက်နက်ခဲယမ်းတချို့ကို KIA ပူးပေါင်းတပ်ဖွဲ့တွေကတိမ်းစီရမိခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။စစ်ကောင်စီတပ်တွေစီကနေပြီးတော့ကောက်ရတာပါလေရင်နဲ့လာချပေးတဲ့60မမဘုံသီးတွေအများဆုံးကောက်ရပါတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်။စစ်ကောင်စီဘက်ကလေကြောင်းနဲ့တရက်ကို6ချိန်ထက်မနည်းလက်နက်ပစ္စည်းတွေကိုလေကြောင်းကနေပြီးတော့လာချပေးနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတွေကကျုံထဲမှာပိုက်တွေနဲ့လျှက်စစ်လှိုင်းဓာတ်လိုက်အောင်လို့လွှတ်ထားတော့ဟိုတလောကဘလို့မှရှေ့ကိုဆက်မတွန်းနိုင်ပါဘူး။ အခုကအဲ့ဒါတွေထုတ်လိုက်လို့တိုက်ရတာနည်းနည်းလွယ်သွားပါတယ်အဲ့ဒါကြောင့်ဒီအပိုင်းတိုက်ပွဲတွေကပို့ပြီးတော့ထိရောက်တယ်လို့ပြောလို့ရတယ်လို့ရှေ့တန်းသတင်းရင်းမြစ်ကပြောပါတယ်လက်ရှိမှာတော့စကခ27တတ်ထဲမှာထိတ်တိုက်ဝင်တိုက်နေတာဖြစ်ပြီးမြို့ထဲမှာရဲသားအများပြားလက်ကျန်နေတယ်လို့ဆိုပါတယ်ဗမော်မြို့ထဲကတိုက်ပွဲဆဖြစ်တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့မနက်ပိုင်းမှာရှောင်းနေတဲ့ဒေသခံတွေကလွတ်တယ်နောက်ကြမှရှောင်းတဲ့လူတွေကတော့ထွက်လို့မရတော့ဘူးအဲ့ဒါကြောင့်မြို့ထဲကရဲသားတွေအများကြီးကျန်နေသေးတာလို့ဒေသခံတယောက်ကပြောပြထားပါတယ် ဗမော်မြို့မှာစစ်ကောင်စီရဲ့တပ်စခန်းတွေရာချီရှိနေတာဖြစ်ပြီးအဲ့ဒီတဲကခံမှန်းချီ80ရာခိုင်နှုန်းလောက်ရထားနိုင်ပြီလို့ပြောနိုင်ပြီးတော့တိုက်ပွဲအတွင်းမှာနှစ်ဖက်အကြဆုံးတွေများနေတယ်လို့ပြောပါရတယ်။ဗမော်မြို့မှာရှိတဲ့စစ်ကောင်စီရဲ့တပ်စခန်းတွေကိုပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ4ရက်နေ့ကစပြီးတော့ KIA နဲ့ပူးပေါင်းတပ်ဖွဲ့တွေကစတင်ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။နောက်ထပ်တင်ဆက်ပေးရမယ့်အရေးကြီးသတင်းကတော့မန္တလေးမှာဒီကနေ့မွန်လွယ်ပိုင်းမှာမိုးတဲထန်စွာရွာသွန်းပြီးတော့လေပြင်းများကျခြင်းနဲ့ မိုးသီးများကြွေကြခြင်းတို့ကြောင့်အဆောက်အဦတစ်ခုပြိုကျပြီးအမိုးတချို့လွင့်ထွက်ခြင်းများဖြစ်ပွားကလူတချို့ထိခိုက်ခဲ့တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မွန်လွယ်၃နာရီအချိန်ကစတင်ပြီးတော့မန္တလေးတမြို့လုံးမှာမိုးသက်လေးပြင်းများကြောက်ခြင်းမိုးသီးများကြွေကျခြင်းနဲ့မိုးသည်ထန်စွာရွာသွန်းခဲ့တယ်လို့သိရပါတယ်။အခုလိုမျိုးမိုးလေပြင်းထန်စွာရွာသွန်းနေတဲ့အချိန်မှာ84လမ်း38လက်အနီးမှာငလျင်တန်ကြောက်ထိခိုက်ထားတဲ့အဆောက်အုံတစ်ခုပြိုကျခဲ့ပြီးတော့လူတချို့ထိခိုက်ခဲ့တယ်လို့သိရပါဗျ လူတအူးကတော့စိုးရင်ရတဲ့ဒဏ်ရာရရှိသွားတယ်လို့ပြောပါတယ်ဒါအပြင်အိမ်အမိုးတပြားများလွင့်ပြန်သွားခြင်းကြောင့်လည်းလူတချို့ထိခိုက်မှုရှိခဲ့တယ်လို့သိရပါတယ်လေရောမိုးရောချတာတအားကိုကျမ်းတာပဲမိုးသီးတွေလည်းကျွေးတယ်အိမ်ခေါင်မိုးကိုအချိန်ပြင်းပြင်းနဲ့မိုးသီးတွေရိုက်တာ84လမ်း38 38လမ်းမှာငလျင်ထိထားတဲ့အဆောက်အုံ အပေါ်တစ်ထပ်အမိုးကြီးတစ်ခုလုံးပြိုကျသွားတယ်လို့သိရတယ်လူနှအူးပြိမိတာဒဏ်ရာရတာမှာတအူးကတော့စိုးရင်ရတယ်လို့ပြောတယ်ငလျင်ပြီးတော့မိုးရင်ဒုက္ခတွေရောက်ကြအောင်မယ်လို့မန္တလေးမြို့38လမ်းနဲ့38လမ်းအနီးနေထိုင်တဲ့ပြည်သူတအူးကသတင်းပေးဖို့ပြောကြားထားပါတယ် မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကမိုးတိမ်တောင်များဖြစ်ထွန်းနေတဲ့အတွက်မိုးတိမ်တောင်ရွေလျားရာတလျှောက်မှာမိုးရွာသွန်းခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်းမိုးထစ်ချုံခြင်းမိုးချိုးပစ်ခြင်းလျှက်စီးလက်ခြင်းနဲ့မိုးသီးများကျွေကြခြင်းများဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်နေပြည်တော်ရန်ကုန်တိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးပဲခူးတိုင်းဒေသကြီးမကွေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးအောက်ပိုင်းအေရီတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကယားပြည်နယ်ကရင်ပြည်နယ်မွန်ပြည်နယ်နဲ့ရှမ်းပြည်နယ်တောင်ပိုင်းနဲ့အရှေ့ပိုင်းတို့မှာ မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးတော့မိုးတိမ်တောင်များကြောင့်မိုးသက်လေပြင်းများကြာရောက်နိုင်တယ်လို့မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကခန့်မှန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးမှာငလျင်တန်တင့်တဲ့အဆောက်အဦများကိုအမြင်တင့်တယ်စွာကာယံထားရန်ပြန်ပြင်မယ်ဆိုရင်လဲခွင့်ပြုချက်ရယူရန်နဲ့ဆောက်လုပ်စေအဆောက်အဦများအားလုံးကိုရက်ဆိုင်ထားရန်စစ်ကောင်စီကမိန့်ထုတ်ပြန်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အချမ်းဘတ်စစ်ကောင်စီကမန္တလေးမြို့မှာရှိတဲ့ငလျင်တန်တင့်တဲ့အဆောက်အဦများကိုဖြိုဖျက်ပြီးရင်တော့၎င်းတို့ပြများကာယံခြင်းများအပါအဝင်အမြင်တင့်တယ်စွာထားရှိရေးစောင့်ရွက်ထားရန်သတိပေးစာများကိုမန္တလေးစီပင်က အိမ်ပိုင်ရှင်တွေကိုလိုက်လံဝင်ငှနေတယ်လို့သိရပါဗျ။အခုလိုမျိုးသတိပေးမှုများကိုမန္တလေးစီပင်ကလူမှုကွန်ရက် Facebook မှာလည်းသတိပေးချက်များထုတ်ပြန်လာတယ်လို့သိရပါဗျ။ကို့အိမ်တော်မှာပြို့လို့နေစရာမရှိတာကိုဘလို့အမြင်တင့်တယ်အောင်လို့ထားမလဲ။သူပြဘီလံကြီးအိမ်ဆောက်ပြည့်စည်တဲ့အကုန်လုံးကလည်းဈေးတွေက3ဆ4ဆဗဇက်ထဲရှိတဲ့ဈေးတွေနဲ့ရောင်းနေတာဘလို့ကာရံမလဲဒုက္ခရောက်နေပါတယ်ဆိုမှအမြင်တင့်တယ်အောင်ဘလို့လောက်ရမှာလဲဒီမေလိုးတွေကလည်းဘာမိတ်နေထုံနေမှမသိဘူးလို့ မန္တလေးမြို့ကငလင်ကျောက်တင်ဆောင်သွားတယ်အထက်မြင့်တိုက်တာတစ်ခုရဲ့မြေပိုင်ရှင်တဦးကပြောဆိုထားပါတယ်ဒါအပြင်မန္တလေးစီပင်ကငလင်တန်တဲ့အဆောက်အဦများမှာအပြရောင်လိမ္မော်ရောင်အနီရောင်အဆင့်ဆိုပြီးတော့ကွင်းစင်စစ်ဆေးကခွဲခြားပေးလျက်ရှိပြီးတော့အဲ့ဒီအဆောက်အဦများကိုပြင်ဆင်ရန်အတွက်လိုင်စင်ရအင်ဂျင်နီယာများရဲ့ထောက်ခံချက်နဲ့အတူမန္တလေးစီပင်ကိုရှောက်ထားရမှာဖြစ်တယ်လို့စစ်ကောင်စီကတရားဝင်ကြေညာထားပါတယ်အလားတူပဲ ်မန္တလေး6မြို့နယ်အတွင်းစောက်လုံဆဲအဆောက်အုံများကိုလည်းရပ်ဆိုင်းထားရမှာဖြစ်ပြီးတော့စောက်လုံဆဲအဆောက်အုံများရဲ့ပင်မတိုင်များပြည့်စုံမှုရှိမရှိကိုစစ်ကောင်စီရဲ့စစ်ဆေးရေးအဖွဲ့ကစစ်ဆေးပြီးမှဒါလျင်ဆက်လက်ပြီးတော့စောက်လုံခွင့်ပေးမပေးဆုံးဖြတ်မှာဖြစ်တယ်လို့စစ်ကောင်စီကကြေညာထားပါတယ်စစ်ကောင်စီကငလျင်တန်တဲ့ပြည်သူများကိုကူညီပေးခြင်းမရှိဘဲ အမိတ်အမျိုးမျိုးထုတ်နေတဲ့အပြင်တိန်းဆောင်နေတဲ့အနေရှိတဲ့အဆောက်အဦများကိုဖြိုဖျက်ရန်ရှောက်ထားမှုများကိုလည်းအ ਨੇ စုံ၃လကြာမယ်ဆိုပြီးတော့စောင့်ခိုင်းထားတယ်လို့ပြောပါတယ်ပတ်စံပေးတဲ့သူတွေကသာဦးစားပေးဖြိုဖျက်ပေးနေတယ်လို့မန္တလေးကပြည်သူများကတိုင်ကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့ရှမ်းပြည်အရှိပိုင်းကျိုင်းတုံမြို့မှာမေလ9ရက်နေ့ည10:00နာရီကရက်ွက်တဲ့မိုင်းကြီးကားဂိတ်မကြီးပင်လန်းပြင်ပရဲစခန်းရဲ့လိုင်းကမ်းထဲမှာထားတဲ့ ရဲတအုပ်ပိုင်ဆိုင်တဲ့ဆိုင်ကယ်ခိုးယူခြင်းခံလိုက်ရတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဆိုင်ကယ်ဟာရဲစခန်းရဲ့လိုင်းကမ်းမှာရှိတဲ့အခန်းထဲမှာတော့ခတ်ထားခြင်းဖြစ်ပြီးတော့အရှိတကားကိုဖြတ်ပြီးတော့ခိုးယူသွားခြင်းဖြစ်တယ်လို့ဒေသခံတအုပ်ကပြောပါရတယ်။ စခန်းကရဲရဲဆိုင်ကယ်ပါတခိုးတွေကတအားကိုတောင်းကျမ်းနေတာရဲတွေတောင်မနိုင်တော့ဘူးကိုဆိုင်ကယ်ကိုကိုပဲဂူးဆိုင်ကြတော့လို့၎င်းကပြောပြထားပါတယ်အလားတူပဲမေလာရှိရဲ့နေညဆယ်နာရီခန့်ကရက်ွက်နဲ့ကျိုင်းကအိမ်ခန်းအတွင်းထဲမှာတော့သုံးလုံးနဲ့ခတ်ထားတဲ့ဆိုင်ကယ်တစ်စီးလဲခိုးယူခံလိုက်ရတယ်လို့သိရပါတယ်တော့ကဇက်တော့ရှေးဖောင်းတဲ့ကိုတွေသုံးနေရာတောင်ခတ်ထားတာကတ္တာနဲ့အိမ်ခန်းတကားတွေကိုအကုန်လုံးကိုဖျက်ပြီးတော့ခိုးသွားတာစခန်းမှာလည်းအမှုဖွင့်ထားပါတယ် ရဲစခန်းကလည်းစူးစမ်းနေတယ်ပဲပြောတယ်အခုသူတို့ဆိုင်ကတော့အခိုးခံမှာတော့ကိုရီဆိုင်ကတော့ဘယ်နေမှန်းတော့မသိတော့ပါဘူးလို့အခိုးခံရတဲ့သူကမေလ၁၀ရက်နေ့မှာပြောကြားထားပါတယ်ခိုးခံရတဲ့ဆိုင်ကယ်ရဲ့ Chelsea နံပါတ်ပြားများကိုလည်းလူမှုကွန်ရက်ပေါ်မှာဖော်ပြထားပြီးတော့ရောင်းသူဝယ်သူများသတိပြုရန်၎င်းကရှင်းပြထားပါတယ်။ဂျိုင်းတုံမှာဆိုင်ကယ်ခိုးမှုများဇက်တိုက်ဖြစ်ပေါ်နေပြီးတော့ ဒီကနေ့မေလ10ရက်နေ့အစောပိုင်းမှာတင်ဆိုင်ကယ်ခိုးယူနေတဲ့အချိန်အင်ရှင်များက노ရတဲ့အတွက်ခိုးယူသူများထွက်ပြေးသွားတဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်သွားသေးတယ်လို့သိရပါဗျ။မေလ9ရက်နေ့ညနေပိုင်းမှာအိမ်မှာရပ်ထားတဲ့ဆိုင်ကယ်ကိုလာခိုးတဲ့အချိန်ဆိုင်ကယ်မှာတတ်ထားတဲ့အချက်ပေးသံကြောင့်တခိုးများထွက်ပြေးသွားကဆိုင်ကယ်ကိုပြန်ယူရယူနိုင်ခဲ့တဲ့ဖြစ်စဉ်တစ်ခုလည်းဖြစ်သွားတယ်လို့ကာယကံရှင်များထံကသိရပါဗျ။ ကျိုင်းတုံစေယုံကြီးမှာရက်ထားတယ်ဆီယမတအုပ်ရဲ့စိုင်ကယ်၃စီးလဲအေပီလာ၂ရက်နေနဲ့မေလာ၆ရက်နေများမှာခိုးယူခံလိုက်ရတယ်လို့သိရပါတယ်ကျိုင်းတုံမြို့မှာစိုင်ကယ်များကိုလူသက်လူရက်ချင်းရံပြုတ်လူရက်ချင်းအလစ်တုပ်ချင်းဖောက်ထွင်းခိုးယူခြင်းများနဲ့ကျူးလွန်နေကြရာရဲများကပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလူရက်အလစ်တုပ်သူ9ဦးထံကနေပြီးတော့စိုင်ကယ်၁၀စီးခန့်ကိုဖမ်းဆီးရမိထားတော့လေတခိုးများကဇက်တိုက်အတင့်ရဲစွာဆက်လက်ပြီးတော့ကျူးလွန်နေကြဆဲဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့စကိုင်းတိုင်းဝက်လက်မြို့နယ်နဲ့စကိုင်းမြို့နယ်မှာရှိတဲ့စီဆိုင်နဲ့တလိုင်းရွာအနီးကိုအကြမ်းဖက်ဆက်တကလေရင်နဲ့ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်ပြည်သူတို့အုပ်ထိခိုက်ဒဏ်ရာရရှိသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဒီကနေ့မေလ10ရက်နေ့နေ့လယ်12:58မိနစ်နဲ့တနအီကမှာအကြမ်းဖက်ဆက်တကဝက်လက်မြို့နယ်အရှိချမ်းရှိမကားရွာအနောက်ဘက်ပြည့်ရှိန်အောင်ပန့်စီဆိုင်နားနဲ့စကိုင်းမြို့နယ်မြောက်ချမ်းတလိုင်းရွာအနီးကိုမိထီလာ၄တက်ကနေတက်လာတဲ့ချက်ဖိုက်တာတစ်စီးနဲ့နှစ်ချိန်ဘုံကျဲတိုက်ခိုက်သွားတယ်လို့သိရပါရတယ်။အကြမ်းဖက်ဆက်တဟာတိုက်ပွဲဖြစ်ပွားခြင်း ြံမရှိဘဲနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး၎င်းတိုက်ခိုက်မှုအတွင်းမှာပြည်သူတို့ထိခိုက်ဒဏ်ရာရရှိကပြည့်ရှင်းအောင်ပန့်ဆိုင်ဟာလဲမိလောင်ပြတ်စည်းသွားတယ်လို့သိရပါတယ်ထိခိုက်ဒဏ်ရာရရှိသွားတာပြည်သူတွေလို့သိရပါတယ်တပိတ်ချင်းမြို့နယ်ဘက်ကိုသွားတဲ့ခရီးသွားပြည်သူတွေလို့ကနအူးတိထားရတယ်ဘုံစားကခါအယိုးကိုမှန်သွားတယ်လို့ပြောပါတယ်အကြမ်းမဲ့စစ်တပ်ကအကြောင်းမဲ့တပ်တပ်လေးချောင်းပြစ်ခတ်မှုတွေပြုလုပ်နေတာကြောင့်ပြည်သူတွေအနေနဲ့လေးချောင်းအထုသတိထားဖို့ပြောချင်ပါတယ်လို့ Wallet Informational Network ကတာဝန်ခံကိုနဂါးလေးကပြောပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းချောင်းဦးမြို့နယ်သုံးပံလှကျေးရွာကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့စစ်တပ်ကစစ်တပ်လေးထီးများနဲ့ပြစ်ခတ်ဘုံကျဲခဲ့ရာကလင်းငယ်တအူးအပါဝင်ပြည်သူ၃ဦးသေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ဒီကနေ့မေလ10ရက်နေ့မနက်ပိုင်းမှာချောင်းဦးမြို့နယ်သုံးမှန်လာကြီးွာကိုစစ်တပ်ကဆက်တပ်၄ထီးများနဲ့ဘုံကျဲပစ်ခတ်ခဲ့တယ်လို့သိရပါဗျ။ဘုံကျဲပစ်ခတ်တဲ့အချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့ပြည်သူများပုံမှန်အတိုင်းနေထိုင်လှုပ်ရှားသွားလာနေတဲ့အချိန်ဘုံကျဲပြစ်ခတ်ခံရခြင်းဖြစ်တယ်လို့သိရပါတယ်အခုလိုမျိုးဘုံကျဲမှုကြောင့်ကလင်းငယ်တအုပ်အပါအဝင်ပြည်သူ၃ဦးနေရမာတွင်ပွဲချင်းပြီးတိတ်ဆုံးသွားတယ်လို့သိရပါတယ်ဘာတိုက်ပွဲမှလည်းမရှိပါဘူးအဲ့ဒါကိုဒီတိုင်းကိုဘုံလာကျဲသွားတာပါရာမော်တာနဲ့တိတ်ဆုံးသွားတဲ့ကလင်းငယ်က၁၀နှစ်၄ရက်ကြောင်းသားလေးပါ အဲ့ဒီကလေးအပါဝင်တိတ်ဆုံးတာကပြည်သူ၃ဦးဖြစ်ပါတယ်။နောက်ပြီးတော့ပြည်သူနောက်လဲဒဏ်ရာရရှိထားပါတယ်လို့ဒေသခံပြည်သူတို့ကရှင်းပြထားပါတယ်။အချက်ပတ်စစ်တပ်ကမေလ6ရက်နေ့ကနေမေလ31ရက်နေ့အထိယာယီအပြစ်ခတ်ရဆဲရေးလို့ကြေညာထားတော့လေတကယ်မြေပြင်လက်တွေ့မှာတော့စစ်တပ်ကလေကြောင်းတိုက်ခိုက်ခြင်း drone နဲ့ဘုံကျဲခြင်းစစ်ကြောင်းထိုးခြင်းများကိုတနိုင်ငံလုံးအတိုင်းအတာနဲ့ဇက်တိုက်လှုပ်ဆောင်လျက်ရှိတယ်လို့တော်လိုင်းတပ်ဖွဲ့များကထုတ်ဖော်ပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ။နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရီတိုင်းတနင်္လာရီမြို့နယ်ပိန်ခွန်းရွာတိုက်ပွဲအတွင်းမှာခမာယာနှစ်နဲ့လေးတရင်ကအကြမ်းဖက်စစ်ကောင်စီတပ်သား၂ဦးဟာလက်နက်များကိုယူဆောင်လာပြီးတော့အလင်းဝင်လာတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ်မေလ9ရက်နေ့မှာတနင်္သာရီမြို့နယ်မောတောင်နေဆက်ကုံသွဲလမ်းပိုင်းမှာရှိတဲ့တိန်ခွန်ချေရွာတိုက်ပွဲအတွင်းမှာခမရ2-4ဗုတ်ပြင်းအခြေဆိုင်တရင်ကတက်ကြတုံးနဲ့တက်တာတုံးတို့ဟာ KNL တရင်ဆက်တဲ့လက်အောက်ခံခေါတောင်းတမန်အထူးစစ်ကြောင်းထမ်းမှာအလင်းဝင်ရောက်ခဲ့တယ်လို့သိရပါဗျ။အခုလိုမျိုးအလင်းဝင်လာတဲ့စစ်ကောင်စီတက်တာ2ဦးဟာ MA1 တနက်နှစ်လံကြီပေါက်9ခု G328 တောင်းတို့ကိုယူဆောင်လာတဲ့အတွက်ကြောင့်ဂုံပြုစုဝင်များထမ်းမှချင်းမြဲပေးသွားမှာဖြစ်တယ်လို့သိရပါဗျ။ဒီနေ့အလင်းဝင်လာတဲ့2ဦးနဲ့ပတ်သက်ပြီးတော့ပြောချင်တာက သူတို့ရဲ့ပြောပြချက်အရာစစ်ကောင်စီရဲ့တပ်ထဲမှာပြေးကျင်နေတဲ့သူတွေတော်တော်များတယ်လို့သိရတဲ့အတွက်စစ်ကောင်စီဟာစစ်မှုထမ်းတပ်သားတွေကိုအသေးခံခိုင်းနေတယ်လို့ပဲမှတ်ချက်ပေးကြပါတယ်သူတို့ပြောပြချက်အရာအရှိကိုလည်းတိုးလို့မရအနောက်လည်းပြန်ဆုတ်ခွက်မပေးဘူးလို့သိရတဲ့အတွက်ကြောင့်မကြခင်မှာအခုလိုမျိုးအလင်းဝင်မဲ့သူတွေဒီထက်ပိုပြီးတော့များလာမယ်လို့ထင်တယ်လို့ KNU တပ်မဟာလေးတရင်ဆက်တဲ့ဌာနချုပ်တခွဲမှုကပြောဆိုထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့ငလျင်သတင်းစီရေးသတင်းနဲ့နိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာမြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ